်မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါတော့မယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စေအုပ်စု၏အထူးရောင်ရွေးကောက်ပွဲကိုကုလသမဂ္ဂကကန့်ကွက်ရက်နှင့် ICC တရားရုံးကမင်းအောင်လှိုင်ကိုဖမ်းဖဏ်ထုတ်ရန်အချိန်ကျပြီဟုတမ္မကြီးဦးကျော်မိုးထွန်းတိုက်တွန်းနေဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖက်မြန်မာစေအုပ်စု၏အထူးရောင်ရွှေကောက်ပွဲကိုကန့်ကွက်ကြောင်းကုလသမဂ္ဂအထွေထွေညှိနှိုင်းခံနှင့်လုံခြုံရေးကောင်စီ၏ထုတ်ပြန်ချက်များကုလသမဂ္ဂလူ့ခွင့်ရေးကောင်စီ၏ဆုံးဖြတ်ချက်များတွင်ထည့်သွင်းဖော်ပြခြင်းဖြင့် မြန်မာပြည်သူများနဲ့အတူရက်တီကြောင်ပြသရန်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအကြံပြုတိုက်တွန်းပါရယ်အော်တိုဘလ28ရက်နေ့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့တွင်ကျင်းပပြုလုပ်ခဲ့သည့်ကုလသမဂ္ဂလူမှုရေးလူသားချင်းစာနာထောက်ထားမှုနှင့်ရည်ရွယ်မှုကော်မတီ၏မြန်မာအရေးအစီအဝေးတွင်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအထက်ပါအတိုင်းတောင်းဆိုလိုက်ခြင်းဖြစ်ပါရယ်ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအပါအဝင်ကုလသမဂ္ဂအဖွဲ့အစည်းတစ်ခုလုံးအနေဖြင့်လည်း စီအိုစုရဲ့အတူရောင်ရွေးကောက်ပွဲအားကန့်ကွက်ကြောင်းကိုအထွေထွေညီလာခံနှင့်လူအခွင့်ရေးကောင်စီဆုံးဖြတ်ချက်များလုံခြုံရေးကောင်စီထုတ်ပြန်ချက်များတွင်ထည့်သွင်းခြင်းအပြင်မြန်မာပြည်သူများနှင့်အတူရက်တီကြောင်းကိုခိုင်ခိုင်မာမာပြသတဲ့ကြောင်းတမတ်ကြီးကအကြံပြုလိုက်ခြင်းဖြစ်ပါတယ်။စီအိုစုကပြင်ဆင်နေတဲ့အတူရောင်ရွေးကောက်ပွဲကလုံဝအုပ်တုံယုတ်တိကင်းမဲ့သဖြင့်တခဲနဲ့ဝိုင်းဝန်းကန့်ကွက်ကြရမိတာဖြစ်သည်ဟုရှင်းလင်းစွာပြောကြားလိုကြောင်းစေအုပ်စုသည်ရွေးကောက်ခံအယက်သားအစိုးရကိုတရားမဝင်ဖဲရှားက မတရားဆစ်အာဏာသိမ်းခဲ့ခြင်းဖြစ်ကြောင်းဥပဒေကြောင်းအရာဖြစ်စီကျင်းဝတ်တိတ်ခါအရာဖြစ်စီရွေးကောက်ပွဲကျင်းပဖြုတ်လုပ်နိုင်သည့်တရားဝင်အခွင့်အာဏာမရှိကြောင်းသတ်မှတ်ကြီးကရှင်းပြပါရယ်ဆေးအုပ်စုသည်ပြည်သူများအပေါ်တွင်လူမဆန်စွာဆင့်မှတ်ပြုနေပြီးလူအခွင့်အရေးချိုးဖောက်မှုများကိုစနစ်တကျလုံလုံကျူးကျူးတည့်တည့်ပြန့်ပြန့်ကျူးလွန်နေ၎င်းတို့ရွေးကောက်ပွဲဟုခေါ်တွင်သောနှီးလန်းများမှာတရားဝင်နိုင်ငံရေးလုပ်ငန်းစဉ်မဟုတ်တဲ့ကဲ့သို့မှန်ကန်သည့်ဖြည့်ရှင်းသည့်လည်းမဟုတ်ကြောင်းလွတ်လပ်၍တရားမျှတသောမဲပေးရွေးချယ်မှုအတွက် အခြေခံကြသည့်အခြေအနေများမရှိနိုင်ငံရေးပါတီအများစုမှလည်းဖျက်သိမ်းခံထားရလူအလုံးရင်းဖြင့်ပြည်တွင်းနေရဆန့်ခွာထွက်ပြေးတိမ်းရှောင်နေခြင်းနေရအနှက်ပရိပခများဖြစ်ပွားနေခြင်းစေအုပ်စုမှအကြောက်တရားဖြင့်ထိန်းချုပ်နေခြင်းနှင့် နိုင်ငံသားများ၏နိုင်ငံရေးအခွင့်အရေးအားခန့်သက်ခံထားရပြီးလွတ်လပ်စွာထုတ်ပေါ်ပြောကြားခွင့်အားထိန်းချုပ်ထားခြင်းတို့လည်းဆက်လက်ဖြစ်ပေါ်နေကြောင်းဦးကျော်မိုးထွန်းကဆက်လက်ပြောဆိုပါတယ်။ဆေးဥစုအနေဖြင့်နိုင်ငံ၏နေမြေ30ရာခိုင်နှုန်းအောက်ကိုသာထိန်းချုပ်ထားနိုင်ကြောင်းလက်ရှိအခြေအနေအောက်တွင်ကျင်းပသည့်ရွှေကောက်ပွဲသည်ဤသို့မျှလွတ်လပ်မျှတိုက်ပြီးအားလုံးပါဝင်နိုင်မှုရှိနိုင်မည်မဟုတ်ပေ၊လင်းညာလှည့်ပြားသည့်လုပ်ငန်းစဉ်မျှသာဖြစ်ကြောင်းထို့ကြောင့်မိမိတို့အနေဖြင့်ဆေးဥစု၏ကြော့ခွင်းထောင်ချောက်တွင်သို့ဤသို့မျှကြာရောက်၍မရကြောင်းထို့တူ၎င်းတို့၏ဘွားရာမှိုင်းတိုက်ခြင်းတ တင်းအမှားနဲ့ယုတ်တိယုတ်တံမရှိသောအချက်လက်များဖြန့်ဝေခြင်းအောက်တွင်ဥတီချက်မပြောက်ဆုံးတဲ့ကြောင့်တန်မတ်ကြီးကအတည်ပြုပါရယ်မြမအရေးကိစ္စအားဖြည့်ရှင်းရန်အတွက်နှင်နာသူများအတွက်တရားမျှတမှုခေါ်ဆောင်ကတရားခမ်းများဤပြစ်ဒဏ်ကင်းလွတ်နေမှုအားအပြီးတိုင်ချုပ်နှိမ်ရမည်ဖြစ်ကြောင်းလူခွင့်ရေးမဟာမင်းကြီးမှတောင်းဆိုထားသည့်အတိုင်းလုံခြုံရေးကောင်စီအနေဖြင့်မြမအရေးကိစ္စတစ်စုံလုံးကိုနိုင်ငံတကာရာဇဝတ်ခုံရုံးတို့လွှဲပြောင်းတင်သွင်းရန်၎င်းကထက်လောင်းတောင်းဆိုပါရယ် နိုင်ငံတကာရာဇဝတ်ခုံရုံးအစိုးရရှေ့နေမှမင်းအောင်လိုင်အားဖန်ဝရံထုတ်ရန်2024ခုနှစ်ကတောင်းဆိုခဲ့သည့်အပေါ်လဲကြိုးဆူထောက်ခံကြောင်းနိုင်ငံတကာရာဇဝတ်ခုံရုံးအနေဖြင့်မင်းအောင်လိုင်အားဖန်ဝရံထုတ်ရန်အချိန်အခါကြတဲ့နေပြီဖြစ်ကြောင်းအိန္ဒိယဖြင့်ရာဇဝတ်သားများအနေဖြင့်၎င်းတို့ကျူးလွန်သည့်လူမဆန်သောရာဇဝတ်မှုများအတွေ့လွတ်လပ်မရှိကြောင်းကိုပြတ်သားစွာသတင်းစကားပားနိုင်ပြီဖြစ်ကြောင်းသူကဆက်ပြောပါသည်မြမရေကိစ္စအဖြစ်ရှင်းရန်ပြည်သူဆန္ဒနှင့်အညီလှုပ်ဆောင်ခြင်းကသာလျှင် ပြည်စုံကုန်လုံးသည့်နိုင်ငံရေးနှိမ့်လဲ့ဖြင့်တို့ဖြစ်ရာဆီအာနာရှင်စနစ်နှင့်မတရားဆီအာနာသိမ်းမှုတို့ကြာရှုံးရင်းနှင့် Federal Democracy ပြည်တော်စုထူထောင်ရေးအတွက်အာထုတ်ကြိုးပမ်းကြရမည်ဖြစ်ကြောင်းနိုင်ငံတော်ဝန်၌အကြံဖတ်မှုများချုပ်ငိမ့်စေရန်လိုအပ်နေသူများအထူးသဖြင့်ပြိပခဒဏ်သင့်နေသူများထံသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများအဟံတားမရှိပို့ဆောင်နိုင်ရန်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်အောင်ဆန်းစုကြည်နှင့်သမရဥဝင်းမြင့်တို့အပါအဝင်နိုင်ငံရေးအကျဉ်းသားများအလုံးကိုချက်ချင်းပြန်လည်လွှတ်ပေးရန် မြန်မာနိုင်ငံရှိပြည်သူအလုံးအခြေခံလူအခွင့်အရေးများခံစား권ရနိုင်ပြီးအခြေအနေများဖန်တီးပေးရန်တောင်းဆိုလိုဒို့မှသာအလုံးပါဝင်မှုရှိသည့်စစ်မှန်သောတွစ်ဆုံဆွေးနွေးမှုစီတို့ဥတည်သွားနိုင်ပြီဖြစ်ကြောင်းမြန်မာနိုင်ငံအောင် Federal Democracy ပြည်တော်စုလမ်းကြောင်းမှန်ပေါ်သို့ပို့ဆောင်နိုင်ပြီဟုယုံကြည်ကြောင်းသံမတ်ကြီးကပြောဆိုပါရယ်ဆက်လက်ပြီး TNL စုခွာမိမိုးကုံးမြို့ကိုပြည်သူ့ကောက်ွယ်ရေးတပ်မတော်ဤတရင်တပ်ဖွဲ့များအလုံးကပူပေါင်းကောက်ွယ်မိဟုကြေညာကြံကြံဇက်တိုက်ထုတ်ပြန်နေဆွဲတဲ့တဲ့ကိုတင်ဆက်ပြီးသွားမှာဖြစ်ပါရယ် TNL စုခွာမဲ့မိုးကုတ်မြို့ကိုပြည်သူ့ကာကွယ်ရေးတပ်မတော်ဤတရင်တပ်ဖွဲ့များအလုံးကဖူပေါင်းကာကွယ်မိခုကြီးညာကြညာစတိုက်ထုတ်ပြန်လျက်ရှိပါတယ်။မန္တလေးတိုင်းမိုးကုတ်မြို့ကို TNL တပ်ဖွဲ့တွေကစစ်ကောင်စီထံသို့ပြန်လည်အသည့်တိုင်းမိုးကုတ်မြို့ကိုစစ်ကောင်စီလက်အောက်မချရောက်စေရန်အစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်းတော်လည်ရေးတရင်ရင်းမြစ်များနှင့်မိုးကုတ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတချို့ဤအဆိုအရသိရပါတယ်။လက်ရှိမိုးကုတ်မြို့တွင်ဖြစ်ပေါ်နေသောအခြေအနေအရမြို့တော်ပင်အခက်အခဲဖြစ် ုံတွေ့စေကာမူမိုးကုံမြို့နယ်ပကဖအနေဖြင့်မြို့နယ်အတွင်း၌အခြေပြုထားသည့်တပ်ရင်းတပ်ဖွဲ့များဤကိုတပ်ရင်းတပ်ဖွဲ့များတော်လန်ရေးတပ်ဖွဲ့များပြည်သူများနှင့်လက်တွဲ၍မိုးကုံမြို့ကိုစစ်ကော်မရှင်လက်အောက်မချရောက်စေရန်ကာကွယ်သွားမည်ဖြစ်ကြောင်းမိုးကုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖကအတည်ပြုထားပါသည် တော်လန်ပြည်သူအားလုံးကိုဒီနေရာကနေပြောချင်တာကတော့နိုင်ငံရေးဖိအားကြောင့်စုခွာပြေးလိုက်ရတဲ့ TNL အပေါ်မှာစိတ်ဆိုးဒေါသထွက်တာခံပြင်းကြတာအပြစ်မြင်ကြတာတွေလည်းရှိနေပါတယ်။ထို့ပေမဲ့မိုးကုတ်မြေမှဖြစ်သောတော်လန်ရေးရဲဘော်တွေအများကြီးရှိနေတယ်လို့စီလုံးညီညွတ်အားနဲ့စစ်ကော်မရှင်ကိုပြန်လည်ခုခံတွန်းလှန်ကြဖို့လည်းရှိနေတဲ့အတွက်အတူတကွလက်တွဲပြီးစစ်ကော်မရှင်ကိုတံပြန်ခုခံသွားပါမယ်လို့ပြောချင်ပါတယ်ဟုမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမတာဝန်ရှိသူတို့ကသတင်းဌာနကိုပြောကြားပါတယ်။ မိုးကုတ်ပြည်သူ့ကာကွယ်ရေးဖွဲ့မိုးကုတ်ပကပသည်တော်လန်ရေးခရီးကြံကြီးအားပြည်သူလူထု၏ကူညီထောက်ပံ့မှုဖြင့်ရက်တီလာခဲ့သောအဖွဲ့အစည်းဖြစ်ပြီးလက်ရှိအချိန်ထိပြည်သူလူထု၏ထောက်ပံ့မှုဖြင့်ဆက်လက်ရက်တီနေရသောအဖွဲ့အစည်းတစ်ခုဖြစ်ကြောင်းတော်လိုက်ရဲ့အပေါ်တွင်အစဉ်တစိုက်အာသွန်ခွန်ဆိုင်ဖြင့်တိုးစားခဲ့ကြသလိုအောင်မြင်မှုများကိုလည်းမဟာမိတ်တပ်ဖွဲ့များညီအကိုတပ်ဖွဲ့များနဲ့အတူအောင်ပွဲများဆင်နိုင်ခဲ့သည်ဟုဆိုပါရယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်မြို့နယ်မိုးကုတ်ပါကဖအနေဖြင့်တော်လန်ကြီးအစမှသည်ပြီးဆုံးသည့်အထိတိုက်ပွဲဝင်သွားရန်ဆုံးဖြတ်ထားသည်နှင့်အညီတော်လန်ကြီးအောင်မြင်မှုပန်းနိုင်စီသို့ဦးလယ်မတုံချီတက်သွားကြမည်ဖြစ်ကြောင်းမိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မိုးကုတ်ပါကဖကကြေညာပါသည်ရခုအချိန်တွင်အကြံဖတ်စစ်တပ်အားတော်လိုင်းရေးအင်အားစုများအချင်းချင်းပုံမူညီညွတ်စွာတိုက်ပွဲဝင်ရမည်အချိန်ဖြစ်ပြီးပြည်သူလူထုအားတိုင်တဲ့ချိန်ဆိုထားသောတော်လိုင်းရေးတစ္ဆာအားဂရိတီနိုင်ရန်စူးစမ်းတိုက်ပွဲဝင်သွားရမည်ဖြစ်ကြောင်း ရင်းချက်ဘလက်တိုက်က MPD တက်ဖွဲ့ကောင်းဆောင်ဘူမိုက်ခဲကသတင်းဌာနကိုပြောကြားပါရယ်ဒေါ်လာရင်းအင်အားစုများကစုံမိုးထိန်ချုပ်ထားသောနေပြည်တော်များအားအကြံဖက်စစ်တပ်လက်အောက်ပြန်မရောက်ရန်တနိုင်ငံလုံးစစ်ကြုံဘဝမှာအကျွေးမဲ့လွတ်မြောက်ရန်နှင့်ပြည်သူလူထုလိုလားတောင်းတသော Federal Democracy စနစ်ပေါ်ပေါက်တည်ရသည့်စုံကန်တိုင်းတိုက်ပွဲဝင်သွားမည်ဟုခရီးသစ္စာပြုပါကြောင်းအတည်ပြုထားပါရယ်ကျွန်တော်တို့အနေနဲ့မိုးကုတ်ပြည်သူတွေကိုပြောကြင်တာကစိတ်တက်မကြပါနဲ့နေကန်တက်တွေနဲ့အတူတူကျွန်တော်တို့ကြမ်းမဲတက်ဖွဲ့ဝင်တွေတခြားတက်တွေလည်းရှိပါတယ် အကောင်ဆုံးပူပေါင်းပြီးကောက်ခွဲသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ကဘယ်သူ့ကိုမှအပြစ်တင်လို့မရဘူးလေဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကိုလမ်းလျှောက်တတ်အောင်သင်ပေးခဲ့ပြီးသွားပြီကျန်တာကတော့ကျွန်တော်တို့ဆက်လျှောက်ဖို့ပဲလိုတော့တာပေါ့ဟူမြင်းချံဘလက်တိုက်က MVT တက်ခွဲကောင်းဆောင်ဖို့မိုက်ခဲကသတင်းဌာနကိုပြောကြားပါတယ်မြင်းချံဘလတ်တိုက်က MVT တက်ဖွဲ့မြင်းချံခရိုင်အမှတ်ကိုတည်ရင်တီမြင်းချံခရိုင်အတွင်းသားမကမဟာမိတ်တံများဖြစ်ကြသောမိုးခုတ်ဖြူဟာတပိတ်ချင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အမှတ်1222တက်ရင် TRNV ဟာတို့နဲ့အတူမန္တလေးတိုင်းမိုးကုတ်မြို့နယ်နဲ့တပိတ်ချင်းမြို့နယ်များတွင်စစ်ရေးတာဝန်များကိုပူးတွဲထမ်းဆောင်နေသည့်တက်ရင်ဖြစ်ကြောင်းသိရပါတယ်။အလားတူပြည်သူ့ကာကွယ်ရေးတပ်မတော် TRNV ဟာသည်စင်ကူတပိတ်ချင်းနေမိခန့်အများစုအပါအဝင်အင်အားများစွာဖြင့်စုဖွဲ့ထားသောအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနမန္တလေးတိုင်းစစ်ဌာနကိုခဲမှုအောက်ရှိဗျူဟာဖြစ်သည့်နေအညီမန္တလေးတိုင်းအတွင်းရှိနေမြများဤတော်လိုင်းရေးဆိုင်ရာလုပ်ငန်းများတွင် အာအင်အပြည့်ဖြင့်စ조사ဆောင်ရွက်နေလျက်ရှိကြောင်းအသိပေးထားပါတယ်။ပြည်သူ့ခွာခွဲရေးတပ်မတော် TRIV ဟာအနေဖြင့်မိဖတ်တော်လန်ရေးအင်အားစုများနဲ့တွေ့ဖက်၍မိမိတို့မွေးဖွားအခြေတီးရဒေသများကိုကောက်ကွက်ပြီးမိမိတို့ရည်မှန်ချက်ဖြစ်သည့် Federal Democracy စနစ်စီသို့အခက်အခဲများစွာကြောင့်ဆက်လက်ချီတက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ချပါတယ်။ ရင်းဦးတော်လန်ရေခီစတင်ခဲ့သည့်အချိန်မှစပြီးကန္နာအသီးသီးမှအထူးတကွလက်တွဲတိုက်ပွဲဝင်ခဲ့ကြပြီးမိုးကုတ်မြို့အပါဝင်လွတ်မြောက်နေနေများစွာကိုစိုးမိုးနိုင်သည့်အထိတော်လန်ရေခီကိုအောင်မြင်မှုများစွာဖြင့်ရှောက်လန်းနိုင်ခဲ့ကြောင်းပြည်ဦးလွင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်းထုတ်ပြန်ပါရယ်အကြံဖက်စစ်တဲ့ရုံမှရက်ဆက်မှုမျိုးစုံ၊ကောက်ကျစ်ဆင်းလဲမှုမျိုးစုံနဲ့တိုက်ခိုက်ချိန်မုံနေတော့လေတော်လန်ကြီးရဲပေါ်များအနေဖြင့်တွန်းဆုတ်ကြောက်ရွံ့ခြင်းအလျင်မရှိဘဲဆက်လက်တော်လန်ကြီးဖြစ်ကြောင်းအတည်ပြုထားပါတယ်။ ဒေါ်လာရေးခရီးတစ်လျှောက်မြည်တို့ပင်ခက်ခဲသည့်အချိုးခွင့်များဖြင့်ကြုံရသည်ဖြစ်စေရှီမန်ချက်ဖြစ်သည့် Federal Democracy စနစ်စီသို့မမိတ်မတုံမစုတ်တန်ဆက်လက်ချီတက်သွားမည်ဖြစ်ပြီးဒေါ်လာရေးအောင်မြင်သည့်အထိမဟာမိတ်များနှင့်ဆက်လက်ချီတက်တိုက်ပွဲဝင်သွားပြီးဖြစ်ကြောင်းဖြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကခရီးသစ္စာပြုထားပါသည်။ကျမိုက်တဲ့တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်းချမ်းမြေကြပါစေရှင်။